င်္ဂလာပါ Football Review Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒါဒီနေ့မှတော့ဒီ Bordeaux ညမှာကစားမဲ့ဒါ Europa League Final ပွဲစဉ်တပွဲဖြစ်တဲ့ဒီ Spain နဲ့ဒီ Manchester United တို့ရဲ့ပွဲစဉ်ကိုဒါဒီနေ့ဗီဒီယိုမှာကြိုပြီးတော့သုံးသပ်ပေးမှာဖြစ်တယ်ပေါ့နော်။အဲ့ဒီပွဲစဉ်ကတော့ဒါဒီ Bordeaux ညတနင်္ဂနွေမှာ Spain နိုင်ငံ Bilbao မြို့မှာရှိတဲ့ Bilbao အသင်းရဲ့ အင်ဝင်းမှာရှင်းမင်းကစားကြမှာဖြစ်တယ်ဗောနော်အဲ့တော့ဒီ Tottenham Hotspur နဲ့ဒီ Manchester United အဲ့ပွဲစဉ်ရဲ့လက်ရှိပေါက်ကြီးကိုကျွန်တော်ပြန်ကြည့်မှာဆိုလို့ရှင် Manchester United ကတည်ကြရင်ပြန်ကားစီရှုံမဲ့ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှင် နဂိုးသွင်းရင်ပြတ္တိယရှုံမှာပေါ့နော်အဲ့တော့ဒီပွဲစဉ်ကဒါပြောမယ်ဆိုလို့ရှိရင်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ဒီ Premier League တန်းစင်းဆုံးအထက်ကအသင်းနှစ်သင်းကဒါ Europa League Final မှာလာပြီးတော့တွေ့ဆုံနေတာဖြစ်တာကြောင့်တော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ပြီးတော့ဒီနေ့မှာပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကဒီအသင်းနှစ်သင်းတွေကတည်တင်းဖြစ်တဲ့ Tottenham Hotspur အသင်းပေါ့နော် Spurs ကဒါပြောမယ်ဆိုလို့ရှိရင်အခုနှစ်ဒါ Europa League ဘိုလိုပွဲမှာဒါသူ့အနေနဲ့ ဒါချန်ပီယံဖြစ်ခဲ့မယ်မန်ချက်စတာယူနိုက်တက်ကိုအနိုင်ယူပြီးတော့သူ့အနေနဲ့ပိုဆွဲခဲ့မယ်ဆိုလို့ရှိရင်ဒါနှစ်ပေါင်းများစွာအတွင်းမှာဒါခုနှစ်ဘောလုံးရာသီကဆပါးအတွက်အအောင်မြင်ဆုံးအတောက်ပါဆုံးဘောလုံးရာသီတစ်ခုဖြစ်လာမှာဖြစ်သလိုဒီပွဲစဉ်မှာဒါဆပါးအနေနဲ့ဒါဒုတိယနေရာနေမယ်သူတို့ဂျင်းနေခဲ့ရမယ်ဆိုလို့ရှိရင်နှစ်ပေါင်းများစွာအတွင်းမှာခုနှစ်ဘောလုံးရာသီကဆပါးအတွက်ဒါအဆိုးဆုံးဘောလုံးရာသီတစ်ခုဖြစ်အမှတ်တမ်းဝင်သွားမှာဖြစ်တယ်ဗောနော်အဲ့တော့ဒီနေ့တွေ့ဆုံတဲ့ဒီတော်တန်ဟော့စပါအသင်းကောဒီတစ်ဖက်ကမန်ချက်စတာယူနိုက်တက်အသင်းကောဗောနော်ဒီနေ့အသင်းကော လုံးဝလက်ရှိဒါပရီးမီးယားလိမှာဆိုလို့ရှိရင် တော်တော်လေးကိုအခြေအနေဆိုးတယ်ဗောနော်ဒီမန်ချက်စတာယူနိုက်တက်ဆိုလို့ရှိရင်လက်ရှိပရီးမီးယားလိမှာဆိုလို့ရှိရင်သူအတွင်းကိုညမြန်မြန်ဆဆမရခဲ့ပဲနဲ့ဒီသူရဲ့တက်စီကတပွဲပြည့်မြဒါ1.149ဝင်ကျင်မဲ့သူရခဲ့တယ်ဗောနော်ပြီးတော့နောက်ဆုံး၈ပွဲမှာဆိုလို့ရှိရင်လည်းသူရဲ့တက်စီကဒါအတွင်းကို9ခုပဲရခဲ့တာကိုတွေ့ရတယ်ဗောနော်ဒါပေမဲ့လို့ဒါ United ရဲ့ဒါပြောမယ်ဆိုလို့ရှိရင် Europa League ဖောင်ကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင် IS ကတော်တော်လေးကောင်းတယ်ဗောနော်ဒီရာဒီယူရိုပါလိမှာဆိုလို့ရှိရင် Manchester United ကဒါတပွဲပြန်မြတွင်ကိုရေအတွက်2.5 goal ထိတော့မှသူရောင်းတွင်ထားတယ်ဘောနော်ပြီးတော့ဒါရှုံးထွက်အဆင့်ပွဲစီနေမှာဆိုလို့ရှိရင်လည်းမချက်ဆိုင်ယူနိုက်တက်ကဒါဆူစီတက်လိုင်ယွန်ပြီးပါဟိုအဆရှိအသေးအနေနဲ့ဒါအိမ်ကွင်းဝေကွင်းစုစုပေါင်း6ပွဲကစားခဲ့ရပြီးတော့အဲ့ဒီ6ပွဲမှာဆိုလို့ရှိရင်သူရဲ့တိုက်စစ်ကတွင်ကို16 goal ထိတော့ ဒါရှားခဲ့တယ်ဗောနအဲ့တော့ပြောမှဆိုလို့ရှင်ယူရိုပါလိမှာဆိုလို့ရှင်မန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်ကတော်တော်လေးကိုအားကောင်းတာကိုတွေ့ရတယ်ဗောနဒီတစ်ပတ်ကဒီတော်တန်ဟော့စပါအသင်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်လက်ရှိပရီးမီးယားလိမှာသူတို့အသင်းကရလက်တွေစိုးတယ်ဆိုပေမဲ့လို့ဒါနီးပြဒါပိုစတယ်ကော့ကလူးအနေနဲ့ကကျတော့ဒါအသင်းရဲ့ဒါနောက်ခံလူစီးရင်မှာဆိုလို့ရှင်ဒါကိုသမားဖြစ်တဲ့ဘီကာရီယိုပြီးတော့နောက်ခံလူတွေဖြစ်တဲ့ဒီပေါ်ရိုရိုမေရိုဘန်ဒီဗန်နဲ့အိုတိုယီဗောနအဲ့ဒီစရှိရဲ့ကစားသမား၅ယောက်ကိုဒီ စပားအနေနဲ့ထည့်သွင်းအသုံးပြုခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင် AR လက်တွေတော်တော်လေးကိုကောင်းခဲ့တာတွေ့ရပါတော့ဒီကစားသမား9ယောက်ကိုဆိုလို့ရှိရင်ဒါစပားအသင်းအနေနဲ့ပြိုင်ပွဲဆုံးပွဲ30မှာထည့်ပြီးတော့သုံးခဲ့တယ်အဲ့ဒီပြိုင်ပွဲဆုံးပွဲ30မှာဆိုလို့ရှိရင်ဒီကစားသမား9ယောက်ပါဝင်တဲ့အစုအဖွဲ့ကဒီနိုင်ပွဲ18ပွဲကြီးရခဲ့တယ်ပေါ့နော်ပြီးတော့ရှုံးပွဲအနေနဲ့ဆိုလို့ရှိရင်လည်း6ပွဲပဲရှိခဲ့တာတွေ့ရပါတော့အဲ့တော့ဒီ9ယောက်အတွဲဖက် ဟိုအသုံးပြုခဲ့တဲ့စပားရဲ့ပွဲစဉ်တွေကပြောမှာဆိုလို့ရှိရင်ပြန်မြရမတ်အနေနဲ့ဆိုလို့ရှိရင်တပွဲကိုသူရမတ်နှစ်မတ်လောက်တော့ဒီပြန်မြသူရခဲ့ရအောင်တွေ့ရပါဘူးနော်အဲ့တော့ဒီပရီးမီးယားလိပွဲစဉ်38ပွဲလုံးမှာဒါဒီကစားသမား9ယောက်အတွဲဖက်ကိုဒီတော်တန်ဟော့စပါအသင်းအနေနဲ့အသုံးပြုခွင့်ရခဲ့မှာဆိုလို့ရှင်ဒီရာဒီမှာသူတို့ရဲ့အမြင့်ဆုံးရမှတ်စုဆောင်းနိုင်မယ့်ရမှတ်က86မှတ်ဖြစ်တယ်။မဟုတ်လားဒါကပြောမှာဆိုလို့ရှင်လက်ရှိပရီးမီးယားလိမှာဆိုလို့ရှင်အဆင့်နှစ်နေရာကအာဆင်နယ်ထက်ကိုပိုများရပါတော့။အဲ့တော့ ဒီကစားသမား9ယောက်ကပြောမှဆိုလို့ရှိရင်ဒီနေ့ဒီမချက်စာယူနိုက်တက်နဲ့ကစားမယ့်ပွဲစဉ်မှာလည်းပွဲထွက်လာပွဲရှိတာကြောင့်ဒါတော်တော်လေးတော့တော်တန်ဟော့စပါအတင်းတော့ဆိုလို့ရှိရင်အားရစရာအနေအထားတစ်ခုမှရှိတယ်ဗောနော်အဲ့တော့ဒါနှစ်သင်းလုံးကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်တော့လက်ရှိမှာဒါအားသာချက်တွေကိုစီရှိရဗောနော်အဲ့တော့ဘယ်သင်းရမှဒီနေ့ပွဲစဉ်မှာအလွယ်တကူအနိုင်ရဖို့ဆိုတာဖြစ်နိုင်မှာမဟုတ်ဘူးပြီးတော့ယူရိုပါလိပြိုင်ပွဲတွေရဲ့နောက်ဆုံး၄နှစ်တာအတွင်းက ဒါဘိုလ်လူပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်မိနစ်90အတွင်းမှာအရှုံးနိုင်မပေါ်ခဲ့တာအစုပေါင်း3ပွဲတိရှိခဲ့တာကိုတွေ့ရပါတော့။အဲ့တော့ဒါအခုနေ့ရဲ့ဒါပွဲစဉ်အားလည်းဒါပြောမယ်ဆိုလို့ရှိရင်မိနစ်90အတွင်းမှာအရှုံးနိုင်ရလဲပေါ်ဘူးဆိုတော့ခက်ခဲလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီပွဲကဒါပြောမယ်ဆိုလို့ရှိရင်ပနတီတွေအချင်းဘိုးတွေပနတီတွေအထိခြောက်သွားလိမ့်မယ်ပွဲတစ်ပွဲလို့ကျွန်တော်ထင်တယ်ဘာလို့ပြီးတော့ဒီပွဲမှာဒါမိနစ်90အတွင်းမှာဆိုလို့ရှိရင်ဒီ Tottenham Hotspur အသင်းကို သဘောကျရပါတော့ဒီစပါးနဲ့ဒါထိတဲ့တွေ့ဆုံခဲ့နောက်ဆုံး6ကြိမ်တော့မှာဆိုလို့ရှိရင် United ကအနိုင်လုံးဝမရခဲ့ဘူးပြီးတော့ဒီနေ့မှာလည်းဒါမိနစ်90အတွင်းမှာတီရလည်းထွက်ပေါ်ခဲ့မှာဆိုလို့ရှိရင်လည်းဒီ Manchester United ဘက်ကနေခဲ့မှာဆိုလို့ရှိရင်ပြား90အထိအရှုံးပေါ်မှာဖြစ်တာကြောင့်ဒီပွဲမှာကျွန်တော်ဒီ Manchester United တဲ့ဆိုင် total of spa team ကိုဒါလက်ရှိပေါက်ကြီးရဆိုလို့ရှိရင်တော့ဒါဒီနေ့တွေ့ဆိုလို့ရှိရင်ရွေးချယ်ပေးခြင်းနဲ့ပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါညီကိုလိုရဲ့အမြင်တွေကိုလည်းဒီဗီဒီယိုအောက်က comment မှာ ညှောက်ဝေပြီးတော့လို့ရတယ်ပြီးတော့ဒီကျွန်တော်ရဲ့ channel လေးကိုလည်းဒီ subscribe လုပ်ပြီးတော့လို့ရတယ်ပေါ့နော်